ကျွန်တော်တွေဘာသာရေးပွဲတက်ဆိုရင်ဒီအရေးကြီးတဲ့အဲရက်သက်တပတ်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ညာတော့အဖြစ်ဒီ Christmas ဆိုလို့ရှင်ကျွန်တော်တို့အရန်လူတွေပြောကြဒါပေမဲ့ Easter ကတကယ်တော့ Christmas ပွဲအတွက်ပို့ပြီးတော့တံပိုးကြီးတယ်အရေးကြီးပါ။ဘာကြောင့်လဲဆိုတော့သခင်ခရစ်တော်သာရှင်ပြန်ထမြောက်ခြင်းမရှိရင်တည်ခြင်းကိုမအောင်မြင်ခရစ်ယာန်ဘာသာဆိုတာဟာပေါ်လာမှာမဟုတ်နိုင်ပါဘူး။ တေချင်းကိုအောင်မြင်တော်မူသောဖခင်ဆိုတဲ့တက်တေကိုတမန်တော်ကြီးတွေတက်တေခံရင်းနဲ့ခရိယန်ဘာသာပေါ်ပေါက်လာတယ်ဆိုတာကိုကျွန်တော်တို့တမန်ကျမ်းစာအထောက်ထားနဲ့တမိုင်းကိုပြန်ကြည့်ရင်တွေ့ရှိရပါဘူးဆိုတော့ဒီနေ့တန်ရှင်းသောရသက်တပတ်ရဲ့ပထမဦးဆုံးတင်းလာနေမှာကျွန်တို့တို့ကိုဖျားပေးတဲ့နှုတ်ကပတ်တော်ကတတိပေးတဲ့အချက်ကလေးတစ်ချက်ရှိတယ်အဲ့ဒါကဘာလဲဆိုရင်ကျွန်တို့အတွင်းစိတ်ဟာအရန်အရေးကြီးတယ်ဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ဒီနေ့ကြားခဲ့ရတဲ့အဖြစ်အပျက်မှာ ဘာကြောင်းကြားလဲဆိုတော့လူ၃ဘွဲ့လူ၃ယောက်ရဲ့အကြောင်းကြားပါပထမတဦးကတော့ဘယ်လိုလဲဆိုတော့လာဇရုနဲ့မာသားရဲ့မောင်နှမဖြစ်တဲ့မာရိယအကြောင်းကြားပါတယ်မာရိယရဲ့အတွင်းစိတ်မှာဘာရှိလဲဆိုရင်တန်ဖိုးရှိတဲ့နတုစာစီကိုတဲ့သူဈေးကြီးပေးပြီးဝယ်တယ်တဲ့ပြီးွားတဲ့အခါကျရင်သခင်ခွတ်တော်ရဲ့ခြေတော်ကိုလိမ့်ပေးတယ်တဲ့ တတိယတစ်ချက်ကတော့သူ့စပင်နဲ့လိမ့်ထားတဲ့စင်မွေးတွေကို ပြန်တုပ်ပေးတယ်လို့ရေးသားထားပါတယ်။ဒါဟာသူတခင်ခွတ်တော်ပေါ်မှာဘလောက်ကြင်ညိုတယ်ဘလောက်လေးစားတယ်ဘလောက်တန်ဖိုးထားတယ်ဆိုတာကို သူ့ရဲ့လုပ်ရက်နဲ့ပြပါတယ်။သူစီဝဲရတာစိတ်ကြည့်တယ်။ပြီးရင်သူများချက်ောက်ကန်ရသေးတယ်။ပြီးရင်သူ့စပင်နဲ့တုပ်တယ်ဆိုတာဟာလွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။ဒါပေမဲ့သူ့လုပ်ရက်ကသူ့ရဲ့အတွင်းစိတ်ကိုဖော်ပြပါတယ်။ ဒုတိယတဦးကတော့ဘယ်လိုလဲဆိုရင်ဂျူဒာအစ်ကာရီယုတ်ဖြစ်ပါတယ်ဂျူဒာအစ်ကာရီယုတ်ကသခင်ခရစ်တော်ရဲ့ဘေးမှာသုံးနှစ်သုံးမှုအထူးထူးနေပြီးတော့ရလာတဲ့အလှူငွေတွေကိုကန်ရတဲ့ဗန္နာဒိန်ဖြစ်တယ်။ဒါမဲ့လို့ယူဒာအစ်ကာရီယုတ်ကဘာပြောလဲဆိုတော့ဒီလိုမာသားမာရိယကစင်မွေးတံပိုးကြီးတဲ့ဟာတွေကိုဒီလိုဖြုံးတီးပြီးတော့သခင်ခရစ်တော်ရဲ့ခြေထောက်ကိုလိမ့်မဲ့စားတဲ့အဲ့ဒါကိုတဲ့စင်ရဲသားတွေကို ပေးကမ်းလိုက်တယ်ဆိုရင်ဒုက္ခရောက်တဲ့လူတွေအများကြီးကုညီရတယ်လို့သူကနှုတ်ကနေပြောတယ်။ဒါပေမဲ့လို့တမန်ကျမ်းစာကိုဆက်ပတ်ကြည့်တဲ့အခါမှာဘာရေးထားလဲဆိုတော့ယူဒာအစ္စကာရီယုတ်ကတခိုးတဲ့ပြီးသွားတဲ့အခါကျရင်ရတဲ့အလှငွေပစ္စည်းတွေကိုသူအသုံးချတယ်လို့ရေးသားမှတ်တမ်းတင်ထားပါတယ်။ဆိုတော့ဒုတိယတဦးကဘာလဲဆိုရင်ပြောတဲ့အခါမှာတော့သူဟာစင်သားလို့ပြောတော်냐လဲပဲအတွင်းစိတ်ထဲမှာက ဆင်းရဲသားတဲ့ဒီပတ်စံတွေကိုသူ့ကိုကြိုးအတွက်အသုံးပြုနေတယ်တခိုးဖြစ်တယ်ဆိုတာကိုမှတ်တမ်းတင်ထားပါဒါကြောင့်မလို့ကျွန်တို့လူရဲ့တခုကိုကြည်ချင်းအဖြစ်အဲ့ဒီလူရဲ့အတွင်းစိတ်ဟာဘာလဲဆိုတာကိုကျွန်တို့ကြည့်လို့ရတယ်တတိယဖွဲ့ကတော့ကျန်တဲ့ပုံကိုယ်လေးနဲ့ farishay တွေတဲ့သူတို့ကဘာလုပ်ချင်လဲဆိုရင် Lazaru ကိုလည်းတတ်ချင်တယ်သခင်ခွတ်တော်ကိုလည်းတတ်ချင်တယ်တဲ့သူတို့ရဲ့ဘဝကိုကြည့်လိုက်တဲ့အခါမှာ ဖះတရားနဲ့ကျမ်းနေနဲ့နေနေတဲ့ပုဂ္ဂိုလ်ကဘာဖြစ်လို့လာဇရုနဲ့သခင်ခွတ်တော်ကိုတက်ချင်ရတာလုံးဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီနေ့ကျမ်းစာကိုဆက်ဖတ်ကြည့်တဲ့အခါမှာတဲ့သူတို့ကိုမယုံကြည်တော့ဘဲနဲ့သခင်ခွတ်တော်ကိုပို့ပြီးယုံကြည်လာကြလို့လို့ရေးသားမှတ်တမ်းတင်ထားပါတယ်ဆိုတော့ဒီနေ့နှုတ်ကပတ်တော်လေးကကျွန်တော်တို့တဦးစီအတွက် ထောက်ရှုစရာလေးဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုရင်ကျွန်တော်တို့တွေးတဲ့အတွေးဟာကျွန်တော်တို့သိတဲ့အသိဟာအရန်အရေးကြီးပါတယ် ျွန်တို့အသည့်ဟာမြင့်မားရင်မြင့်မားလာတယ်လို့ကျွန်တို့ရဲ့အမြင်နဲ့လှုပ်ဆောင်ချက်တွေဟာကွာခြားလာတယ်ဆိုတာကိုတွေ့ရှိရပါတယ်။ဒါကြောင့်မလို့ဝိဉ္ဇဆိုင်ရာမှာဘာပြောလဲဆိုတော့ကျွန်တို့တွေးတဲ့အတွေ့အတိုင်းကျွန်တို့ပြောတယ်တဲ့ကျွန်တော်တို့ပြောတဲ့အတိုင်းကျွန်တော်တို့လုပ်တယ်တဲ့အဲ့လုပ်တဲ့အတိုင်းကျွန်တို့ရဲ့ဘဝဖြစ်လာတယ်တဲ့ဒါကြောင့်မလို့ဒီကနေ့ကျွန်တော်တို့ကြားနာတဲ့လူသုံးဘွယ်ထဲမှာကိုဟာဘဲအဖွဲထဲမှာပါလဲကျွန်တော်တို့ကမာရီယာအဖွဲလားယူဒာအစ်စကာရီယိုအဖွဲလား ကျန်းတဲ့ပုံကူနဲ့ fire share လာလို့ဝါရင်ကာလာရဲ့အရေးကြီးတဲ့အပိုင်းရဲ့အတွင်းစိတ်မှာကျွန်တော်တို့ပြန်လည်ဆန်းစစ်ပြီးဖျားသခင်ချစ်မြတ်နိုးတဲ့အတ္တဓာလေး၌ကြိုးစားနေထိုင်နေရအောင်လောတော်ခြေထုတော်ဖျားပြားကိုတောင်းခိုင်းရအောင်လို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်အားလုံးခြေသူပြုမတည့်ရလက်စုပန်ကြပါစို့